9ရရှိသွားတာ6မိနစ်မှာနမ်ဘလီနဲ့ကိုရင်နဲ့ကိုရရှိသွားတော့ထိုက်တန်တဲ့ရလာဆို1-0ပြီးသွားတဲ့အဖြစ်မဟုတ်သေးပါဘူး။ဘာပြောပြောအာဆင်နယ်အတွက်ယတိပြိုက်လို့စိတ်မကုန်လိုက်ပါနဲ့။ PSG ကွင်းမှာလည်းပြန်ကန်လို့ရတာပဲ။ အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတငငင်းတို့ရေမနေ့ကအာဆင်နယ်နဲ့ PSG ပွဲစဉ်လို့ပြီးဆုံးသွားပြီမထင်မှတ်တဲ့ရလတ်လေးနဲ့အာဆင်နယ်ပြိတက်လေးလို့ကျင်တတ်မှာမဟုတ်ဘူးမနေ့ပွဲစဉ်နေ့ကျွန်တော်ဒုဖာကြီး YouTube channel မှာကျွန်တော် highlight လေးတူလေးတင်ပေးတာနော်အဲ့ဒါကိုမနေ့ပွဲစဉ်နေ့အာဆင်နယ်ပွဲမှာတော့စောစောစီးစီးပဲဂိုးရရှိသွားတာ၄မိနစ်မှာနမ်ပလီနဲ့ဂိုးရင်နဲ့ဂိုးရရှိသွားတော့ အစနဲ့ highlight အနေထားကိုကြည့်လိုက်တဲ့အချိန်မှာကျတော့ဖိဖိစီစီ live ကန်နိုင်တဲ့အနေထားကိုသိမတွေ့လိုက်ဒီပွဲစဉ်ကို live လေးထုတ်သွားလာတော့တကယ်ကြီးလို့တွေ့တဲ့အတိုင်းပဲအစနဲ့လို့ဒဏ်ရာလူစင်းလေးနဲ့ live အန်လို့ပြပြပေါ်ပါလို့ကျွန်တော်တို့ကြိုက်နေတဲ့ခက်ခြင်းမရှိဘူးဒါပေမဲ့လည်းအစနဲ့လို့ဘာပြောသူရတဲ့လောက်ကြိုးကြိုးစားစား live ကန်တော့လေ Titan ရဲ့ရလိုက်ဆို 1C ကပြီးသွားတဲ့ဖြစ်မဟုတ်သေးပါဘူးဘာပြောနောက် ပြန်ပြီးတော့မျောလင်းလို့ရသေးတယ်။ Real Automat ကိုကြာတော့ကျွန်တော်တို့ရဲ့ PHG ကကွင်းလက်ကစားသမားဘတ်တင်ဟာကြီးကရရှိသွားပြီးတော့ကျွန်တော်ဟိုဟာလေးချက်ကြည့်လိုက်မယ်။ပွဲစဉ်ရဲ့ stat detail လေးချက်တော့ကြည့်လိုက်ပါ။ stat detail လေးချက်ကြည့်လိုက်တဲ့အချိန်မှာဘောပိုဇီရှင်ပိုင်ဆိုင်မှုလေးမှာတော့မတိမ်မရင်ပဲ။ shot or target လေးမှာကြာတော့သူကတားလေ။တိတ်မကွာလောက်နော်နှစ်သိန်းရဲ့နေထားကတော့ တိတ်မကွာလာပါနဲ့ဒီလိုပြီးွားတဲ့အနေထားမှာလို့ဘာပြောပြောအာဆင်နယ်အတွက်ယတိပြိုက်လို့စိတ်မကုန်လိုက်ပါနဲ့ PSG ကွဲမှလည်းပြန်ကန်လို့ရတာပဲမျောလက်ချက်လုံးနည်းနည်းငယ်မိတ်မိတ်ပါပဲမြတ်တော့မနေ့ကပွဲစဉ်လေးအပြင်းပြကြီးလိုက်တာနော်နည်းနည်းတိုက်ဆိုင်မှုလို့နည်းနည်းရှိရယ် sorry ရဲ့ဒါကျွန်တော်မန်းကြည့်တာပါဒီနေ့လည်းဘာစီလိုနာပွဲစဉ်ချက်ကြည့်ရအောင်ဘာစီလိုနာနဲ့အင်တာမီလန်ပွဲစဉ်နဲ့ဒီပွဲစဉ်နဲ့ကောင်းတယ်အင်တာလည်း ခဏညံ့မဟုတ်ဘူးဘိုင်ယန်မြူးနဲ့လောက်အုပ်ပြီးတက်လာဆိုတော့သူတို့ရဲ့ head to head အနေထားမှာကြည့်လိုက်တဲ့ချိန်မှကြတော့ဘာစီလိုနာ6ချိန်နိုင်လာပြီးတော့ Inter Milan 2ချိန်နိုင်၄ဘွဲတည်ရင်နဲ့ဒါပေမဲ့ခုထွက်နေ line အလေးနဲ့ကတော့ဘာပဲပြောဘာစီလိုနာတော့ပိုအားရပြီမယ်ကိုသမားတော့သိမကြိုက်ဆန်စနေနဲ့ဘာစီလိုနာဒီပွဲမှာ4 2 3 1နဲ့ထွက်လာနိုင်ပြီးတော့ Inter Milan သူ့ရဲ့ထုံးစံတိုင်း 3.2တဲ့နေရာနဲ့မထွက်လာမယ်ဆိုတော့ဘက်တရဒီပွဲစဉ်ယူဘလို့ပေးထားတယ်ဘက်လေကတော့နည်းနည်းပြတ်တယ်ဒီပွဲမှာ16နဲ့5 3 3ညဆိုတော့ဒီပွဲကတော့ဘာကောက်နိုင်ဖို့ပဲသူတို့မန်းထားတာပဲနိုင်ကိုနိုင်မယ်လို့ထင်တာပဲဒီပွဲကတော့ဒီပွဲစဉ်ယူကိုကျွန်တော်တို့ပွဲစဉ်တွေခမန်းချက်တွေရတော့တအားကိုရင်ခုန်ဖို့ကောင်းတယ်စီမီဖိုင်နယ်ဆိုတူတူကိုကိုဆိုတော့ နံပါတ်ဒီလူစင်းနဲ့ဆိုတော့ဘာစီလိုနာလို့တော့မပွဲလို့မဖြစ်အောင်ဒီပွဲကဂိုးမြမြလိုက်သွင်းမှရမနေထားနဲ့ကျွန်တော်ဒီပွဲစဉ်ယူအင်တာမီလက်တာနောက်တန်းပေါက်ခဲ့မယ်ဆိုရင်ဒီပွဲစဉ်ယူကျွန်တော်ပုံကိုတကိုးဆိုတဲ့နေထားနဲ့ပွဲစဉ်ခမန်းရင်နဲ့မနေ့ကလို့တော့ဗီဒီယိုအရှိမတင်သေးဘူးကျွန်တော်ဂိမ်းပွဲလေးကြည့်ပြီးတော့ကျွန်တော် highlight လေးပဲတင်ပြလိုက်မယ်နော်အဲ့ဒါကိုတကယ်ချင်းလို့ညဘောလုံးဝဲစောင်းရင်နဲ့ပြင်ပလေးကြည့်ပါ ဒါပေမဲ့မေ့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့လို့ရပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာကြပါစေ thank you